င်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 1 motion in a plane သင်ခန်းစာမှာပါတယ်လက်ကျင့်ခန်းတွေပဲဖြစ်ပါတယ်ကြည့်အောင်နော်ကဲ exercise number 1ကိုကြည့်အောင် a cannonball is shot with initial velocity 141.4 m/s with 45 degree angle of inclination. Find the position and velocity of the cannonball at 5 second. အော်အမြောက်ဆန်တစ်ခုကိုပြစ်လိုက်တယ်။အမြောက်ဆန်တစ်ခုကိုပြစ်လိုက်တယ်ဆိုရဲရသူက sound down 45 degree နဲ့ပြစ်လိုက်တယ်။ဒီချေတော့ဒါ projectile motion မှာအမျိုးအစားမှာပါပါတယ်။ projectile motion ပုံစံနဲ့ပြစ်လိုက်တဲ့အခါ sound down 45 degree နဲ့ပြစ်လိုက်တယ်။သူ့ရဲ့ initial velocity ဟာ141.4 မီတာပါ စက္ကန့်နဲ့ဆောင်းတာအင်္ဂယ်တီတာ not တန်ဖို့တီတာ not တန်ဖို့ဒါဆိုရင်ဒီ inclination angle ကိုကြတော့ဒီချက်တော့တီတာ not လို့သုံးမယ်ဒါ initial velocity ဖြစ်တဲ့အတွက် v not ဒီမှာအဖြေတွေဒီချက်တော့ထည့်ထားပေးပြီးသားဖြစ်တယ် ဒါပေမဲ့ဒီချက်ကစဉ်းစားပုံစဉ်းစားနည်းဘလို့ဖြစ်ပေါ်လာတယ် v.h ဘလို့ရလာတယ် v.y ကဘလို့ရလာတယ် v.y ဘလို့ရလာတယ်နောက်သူ့ရဲ့ position xy ပေါ့မေးထားတာက find the position position ဆိုတာ x equal question mark y equal question mark range ကဘလောက်ကန်တော်ဘောပြန်ကြတဲ့အခါမှာအမြင်ဘလောက်နဲ့ကြလဲအဲ့တော့ y direction နဲ့ဟာ အဲ displacement ဘလောက်လဲ h direction နဲ့က displacement ဘလောက်လဲဆိုတာကိုမေးထားတာပါဒီ position ဆိုတာဟော x y ကို ရှာရမယ် velocity ကတော့ total v tempo ကိုရှာရမှာဖြစ်ပါတယ်အဲ့တော့ x wing ရိုးအတိုင်း y wing ရိုးအတိုင်းနဲ့ဆိုတဲ့အခါဒီချက်တို့က v question mark ဖြစ်တဲ့အတွက် v tempo ကိုရှာတဲ့အခါမှာ v equal to square root of pythagoras theorem ရာ vx square plus vy square ဒါကြောင့်မလို့ဒီချက်တို့က vx tempo vy tempo သိဖို့လိုပါတယ်။ဒါကြောင့်မလို့ VH တန်ဖို့သိရင်ဒီမှာက initial velocity က h အတိုင်းသွားတယ်ဆိုလို့ရှိရင် v not h equal to vx တန်ဖို့အတူတူပါပဲရှာလို့ရှင်အဲ့တော့နောက် vy တန်ဖို့ရှာရမယ်ဒီချေတော့ vy တန်ဖို့ရှာရမယ်အဲ့တော့ vy တန်ဖို့ရှာတဲ့အခါမှာသိရမယ့် formula ကိုမင်းတို့ပြန်ပြီးတော့အာပြန်လဲပြန်ပြီးတော့မှတ်မိရမှာပဲဖြစ်ပါတယ်နောက် V not 8 V8 တန်ဖိုးရှာရမယ်နောက်တစ်ခုက angle တန်းကျင်တီတာတန်ဖိုးပေါ့ဘလောက်ဒီဂရီစောင်းပြီးတော့ကျသွားလဲသူ့ရဲ့ direction သိရပါမယ်တန်းကျင်တီတာတန်ဖိုးကိုလည်းသိရပါမယ်အဲ့တော့ဒီချေတို့စသိဖို့က x တန်ဖိုးသိခြင်းရင်ဒီချေတို့က formula သိပြီးသား V not xt နဲ့ရှာရမယ် y တန်ဖိုးသိခြင်းရင် y equal to V not yt plus ဒါသိပြီးသားပါ half a y t the whole square အဲ့တော့အဲ့ဒီမှာဒီ a y နေရာမှာတော့ဒီချက်တို့ကတည်ပြီးသား a y equal to minus g တန်ဖိုးတိမှဖြစ်မယ်ဒါကြောင့်မလို့အစကတည်းကတည်ရမှာတော့ဒီချက်တို့က g တန်ဖိုးလည်းတည်ရမယ် g တန်ဖိုးဟာ minus 9.8 meter per second square လို့တည်ရပါမယ် vx လည်း question mark v1 လဲ question mark v3 ဖို့အတွက်ကို vx v1 တိမရပါမယ်အဲ့တော့ဒီချေတော့တစင်ချင်းပြန်တွက်တဲ့အခါမှာ vx equal to v0 x equal v0 cos theta not နဲ့ရှာပါမယ်အော် theta not တန်ဖိုးကဒီချေတော့40 5ဒီဂရီဖြစ်တယ်တီတာနော့တန်ဖိုးကဒါကြောင့်မလို့ v0 က141.4 multiply cos 45ကိုရှာတဲ့အခါမှာတချို့တို့ဘာရမလဲဆိုရင်ဒီမှာအဖြေပြထားပြီးသားဖြစ်တယ်99.8 sorry 99.98 meter per second နောက်တစ်ခုက v not y ကိုရှာမယ်ဆိုရင်ဒီချေတို့က v not y က v not y plus ayt equal v not y plus vy မှာ VY တန်ဖို့ရှာတဲ့အခါ V not Y plus AYD အဲ့တော့ဒီမှာ AYD နေရာမှာဒီချက်တော့ minus GD လို့တန်ပြောင်းလို့ရပါတယ်အဲ့တော့ V not Y ရဲ့တန်ဖို့ဒီချက်တော့ V not Y ကကြာတော့ V not sin theta V not sin theta minus GD ပါအဲ့ဒီမှာလိုအပ်တဲ့ data တွေမင်းတို့တည်ပြီးသားအစားသွင်းလိုက်လို့ရှိရင် v0y တန်ဖိုးလဲ99.98 မီတာပါစက္ကန့်ဆိုပြီးတော့ရလာပါလိမ့်မယ်အဲ့တော့ v1 tv vh tv ဆိုရင်ဒီချက်တို့ဒီက v equal to square root of vh square plus v1 square နဲ့ရှာလို့ရပြီအဲ့တော့လိုအပ်တဲ့ data တွေအစားသွင်းပြီးတော့တက်လိုက်မယ်ဆိုရင်112.2 meter per second ဆိုပြီးတော့ရလာပါလိမ့်မယ်နောက်နောက်တစ်ခါ tangent theta equal to v1 by vx တော့ VYMVH ဆိုတော့ VY တန်မိုးနဲ့ VH တန်မိုးနဲ့အစားသွင်းပြီးတော့တွက်တဲ့အခါမှာရလာမယ်နော်အဲ့တော့ VY တန်မိုးရှာတဲ့အခါ VY equal to VY တန်မိုးက V not Y minus တချို့က AYD နေရာမှာ GY တန်းရေးလို့ရပါပြီ။အော် A AY နေရာမှာ G တန်မိုးတန်းရေးပါမယ်။ minus GD နဲ့အစသစ်မှာပဲ VY equal to V0 Y minus GD V0 sin theta not minus GD အဲ့တော့လိုအပ်တဲ့ data တွေအစသွင်းပြီးတွက်လိုက်တဲ့အခါမှာဒီချက်တော့က50.98 meter per second ကိုရမယ်။နောက်အဲ့ဒီမှာ V square root of V8 square plus VY square နဲ့အစသွင်းပြီးတွက်လိုက်တဲ့အခါမှာ V tempo 112.2 meter per second ဒါဆိုရင်ဒီချက်တော့က Canon ball ရဲ့ 50စက္ကန့်ကြာမှရှိမဲ့ velocity ကိုရသွားပါလိမ့်မယ်။ရသွားတဲ့အခါမှာနောက်တန်းချန်သီတာတန်မိုးရှာမယ်။တန်းချန်သီတာတန်မိုးရှာတဲ့အခါကျရင်ဝိုင်းဝင်ရုံးမှာပါတဲ့တန်မိုးဒီ x ဝင်ရုံးမှာရှိမဲ့ velocity တန်မိုးနဲ့စလိုက်တဲ့အခါ v1 v8 တန်မိုးအစားသွင်းပြီးတော့တွက်လိုက်တဲ့တွက်လိုက်မယ်ဆိုရင်ဒီချယ်တို့ကသီတာရဲ့တန်မိုးတန်းချန် inverse ဆိုပြီးရှာလိုက်ရင်သီတာရဲ့တန်မိုး27 degree ဒါတမင်းနဲ့ဆိုတာရလာပါလိမ့်မယ်နောက်တစ်ခုက h တန်ဖို့ position က xy ချမယ်ဆိုတော့ x v not xd မှာအစားသမီးတွက်လိုက်မယ်ဆိုရင်499.9 meter ဆိုတာရလာမယ် y တန်ဖို့ကကြာတော့ဒီချက်တို့က v not yd ဒီမှာတစ်ချက်တန်းပြီးတော့အစားသွင်းလို့ရပါတယ်เนาะအပေါ်မှာ original formula ရေးထားပြီးသားဖြစ်တဲ့အတွက် v not yd plus minus gt t square လို့အစားသွင်းလိုက်တာ ਨੇ ဒီချက်တို့ကသူ့ရဲ့လိုအပ်တဲ့ data တွေ v node wine တန်ဖိုးတွေဒီမှာ v node wine ရလာတဲ့တန်ဖိုးတွေအစားသွင်းပြီးရောတွက်လိုက်မယ်ဆိုရင်ရပါရလာပါလိမ့်မယ်377.4 meter ဆိုပြီးတော့ရလာမယ်အဲ့တော့ position လို့ပြောတဲ့အတွက် h တန်ဖိုးရော y တန်ဖိုးရောနောက် ကန်နွန်ဘောလေးရဲ့ velocity တန်ဖိုးရောဒေါင်းဒီဂရီဘလောက်ဆောင်းသွားလဲဆိုတဲ့တန်ဖိုးရောရလာမှာဖြစ်ပါတယ်မင်းတို့လည်းစူးစမ်းပြီးတော့လေ့ကျင့်ပြီးတော့ပြန်ပြီးတော့တွက်ကြည့်ကြပါနော်နောက်ထပ် exercise number 2 a stone is thrown horizontally from cliff 100 feet high the initial velocity is 20 feet per second how far from the base of the cliff does the stone strike the ground ီမှာဆိုရင်ကြောက်တုံးကိုသူကအဲ6ကဘာနံရံအားနေပြီးတော့ပြစ်လိုက်တဲ့သဘောဒီလိုမျိုးအဖြေရတော့ဒီမှာတချို့က how far from the base of cliff ဆို clip ရဲ့ဒီတောင်ဆောင်ရဲ့အောက်ခြေနဲ့နောက်အောက်ခြေကိုကျသွားတဲ့အကွာအဝေးဆိုတဲ့အတွက် range ပေါ့ x ပေါ့တန်ဖိုးပေါ့ horizontal distance x ရဲ့တန်ဖိုးကိုရှာရမယ်ဒီမှာကနောက်အဲ့တန်ဖိုးရှာဖို့အတွက်ဒီခြေတို့က x က v0 8ဖြစ်တဲ့အတွက် V not 8 tempo now တရတော့ time ကတော့ तू ဘယ်လောက် second အကြာမှာလဲဆိုတဲ့အတွက်ဒီ time tempo ကိုလည်းတချေတို့ကပေးမထားဘူး time tempo ကိုလည်းသိအောင်ရှားမယ်အဲ့တော့အမှောင်ဆုံးတချေတို့သိရမှာက x equal to question mark မှာတချေတို့က t equal to question mark ဖြစ်ရမယ်เนาะ V not x ရဲ့ tempo ကိုလည်းသိရမှာဖြစ်ပါတယ်တောင်းနေရင်ဒီလို cliff ကနေပြီးတော့ဘလို့ကြာသွားလဲပုံစံလဲဆိုတော့တချေပုံလေးအကျန်းဆွဲပြပါမယ်တောက်တုံးကို ဒီ cliff ကနေပြီးတော့ horizontally ပြစ်လိုက်တယ်သူကဒီကိုကျသွားတာ cliff ကအမြင့်ဟာဒါဝိုင်တန်မိုးပေါ့ဝိုင်တန်မိုးက100 feet မြင့်တယ်ဒါဝိုင်တန်မိုးဝိုင်တန်မိုးဖြစ်တယ်ဒီမှာသူကကြောက်တော့ဒီလို down ကျသွားတာကျသွားဖြစ်တယ်ဒီလိုလိမ့်ပြီးတော့ကျမှာဖြစ်တဲ့အတွက်ဒီချေတို့က horizontally velocity ကသူကစပြီးတော့ horizontally initial velocity စပေးတယ်က initial velocity v0 တန်မိုးကိုပေးပါတယ် v0 တန်မိုးက20 feet per စက္ကန့်အဲ့တော့နောက်ဒေါင်းဒီဂရီကမပေးထားဘူး y equal to ကသူကဒေါင်းဝကြတယ်ဒေါင်းဝကြတာဖြစ်တဲ့အတွက်တချို့တို့က100 feet ကအနှုန်း100 feet ပေးထားချက်မှာတည်းဟာဘလို့ကြတယ်လဲဆိုတာကိုစဉ်းစားတတ်ရင် negative တန်ဖိုးတန်းရရမယ်ဆိုတာသိလာပါလိမ့်မယ်။နောက်အဲ့မှာ v not y initial velocity y ဟာဘာဖြစ်လဲ0ဖြစ်ပါတယ်။ ဒီမှာက range တန်ဖို့ပေါ့ဒါကတော့တချို့တို့အရင်ကသိထားတယ် range တန်ဖို့ဒီကိုကျသွားတယ် horizontally ဒီလို cliff ကနေပြီးတော့ဒီလို base တန်ဖို့ဘလောက်လဲလို့တချို့တို့မေးလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီမှာက h တန်ဖို့သိဖို့အတွက် v not x t x equal to v not x t အဲ့တော့တချို့တို့က t တန်ဖို့လဲရှာမှာရှာဖို့လိုပါတယ် ဒီ formula နဲ့သုံးမှာဖြစ်တဲ့အတွက်တည်တံမို့မသိဘူးဒါကြောင့်မလို့ y equal to v naught y t minus half dt square နဲ့ရှာပါမယ် v naught y 0ဖြစ်တယ် minus half gt r ဒီမှာ feet feet per second square ဖြစ်တဲ့အတွက် british system ဖြစ်တဲ့အတွက်ဒီမှာစတင်ရမှာက g တံမို့ဟာ32 feet per second square လို့သိရပါမယ် ဒါလည်းမင်းတို့သိထားဖို့လိုပါတယ်เนาะ10လို့9.8လို့ပဲ G တန်မိုးက British စနစ်မှာဆိုရင်32 feet per second square ပါအဲ့တော့ multiply 32 feet square ဟော Wind တန်မိုးက minus အဲ့ဒီမှာ T တန်မိုးစားသွင်းပြီးတွက်ကြည့်လိုက်တာ ਨੇ ဒါ T တန်မိုးရလာပါလိမ့်မယ် T တန်မိုးက2.5 second ဟောမင်းတို့ဒီအဆင့်ကို substitute လုပ်ပြီးပြီဆိုရင်တော့မင်းတို့ဒီအထိဒီ T တန်မိုးရတဲ့အထိတော့ တက်နိုင်လိမ့်မယ်လို့ဒီချက်ထင်ပါရယ်နော်ဒါကြောင့်မလို့ကဲတီတန်မိုးကအစာသမီးတွက်လိုက်တဲ့အခါ2.5 second အဲ့တော့ x equal to v not xt equal to အဲ့မှာ v not x ကိုအစာသွင်းပြီးတွက်လိုက်တာ ਨੇ ဒီမှာ horizontally မှာဒီချက်တို့က initial velocity က v not equal to v not x ပါအဲ့တော့ v not x ရဲ့တန်ဖိုးက20 feet per second ပါ ရှေ့ရ concept တွေပြောပြတဲ့အခါမှာလည်းဒီချေပါပြီးပါပြီဒီလိုမျိုး horizontally click ကနေကြတယ်ဆိုလို့ရှိရင် initial velocity v0 နဲ့ v0 x တဲ့အတူတူပါပဲဒါကြောင့်မလို့ low at တဲ့ data တွေအစားသွင်းပြီးတွက်လိုက်တာနဲ့ဟော20 multiply 2.5ဆိုရင်50 feet ဒီကြောက်တုံးလေး horizontally ကျသွားတယ်မြေပြင်ကို clip ရဲ့အခြေအနေပြီးတော့ကြောက်တုံးလေးဒီ ground ကနေကျပြီးတော့လိမ့်သွားတဲ့အနေအထား range က 50 fee ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒါအဖြေထွက်လာတာပဲဖြစ်ပါတယ်မင်းတို့လည်းစူးစမ်းပြီးတော့လေ့ကျင့်ပြီးတွေ့ကြည့်အောင်နော်နောက်နံပါတ်3 a ball is thrown horizontally with the initial speed of 10 meter per second from an ATM clip အဲအပြန်ပြောမယ်နော်ကိုပြို exercise number 3ကိုဆက်ကြည့်အောင် A ball is thrown horizontally with initial speed of 10 meter per second from an 80မီတာ cliff ဩဒီ cliff ဆိုတဲ့ဒီတောင်နံရံပေါ့အဲ့လိုတောင်နံရံဆောင်းရနေပြီးတော့ကျေတော့ရေပြင်းကြီးအတိုင်းတစ်ခါဘောကိုပြစ်လိုက်မယ်ပြစ်လိုက်တဲ့အခါမှာအဲ့ဒီရဲ့အမြင့်ဟာပြောထားပြီးသားပါအမြင့်ကဒီမှာ80မီတာ cliff ဆိုတော့ wind tempo ပေးထားခြင်းပဲဖြစ်ပါတယ် wind tempo က minus 80မီတာဖြစ်ပါတယ်အဲ့ဒီမှာ initial speed က v not equal အဲ့မှာလဲတချို့ရောက v not equal v not x ပါ ရေပြင်ကြီးအတိုင်းဟာ initial velocity horizontally လို့ပြောတဲ့အတွက် v0 equal to v0h ပါ equal to 10 meter per second အဲ့ဒီမှာပြစ်လွတ်တဲ့တောင်တီတာနော့ရဲ့တန်ဖိုးကပေးမထားတဲ့အတွက်တီတာနော့တန်ဖိုးက0ပေးမထားဘူးเนาะဒီမှာပြစ်လွတ်တော့တန်ဖိုးပေးမထားဘူးပဲထိုက်မရင်းလည်းရပါတယ်ဓမ္မ0 degree ပေါ့ဒီရှေ့ကတော့ရေးလိုက်တယ်ကြီးတန်ဖိုးကတော့တည်ပြီးသားပါ9.8 meter per second M MKS system SI unit နဲ့ဆိုရင်မီတာ9.8မီတာပါ second square နဲ့တွက်မယ်။နောက် V0 Y ဟာ downlight အတိုင်း initially velocity ကတော့0ပါ။ဒီအချိန်တွေမှာ V0 Y က0ဖြစ်ပါတယ်။အဲ့တော့ဒီမှာဒီချေတို့ကသူက how long လို့ပြောတဲ့အတွက် T ကိုမေးတာပါ။မြေပြင်မှာရိုက်မိတဲ့အချိန် t equal to question မှာ तू ကတော့ range ကိုတော့မေးမထားပါဘူးဒီချေတော့ဒီခါ t တစ်ခုပဲရှာရမယ်တကယ်လို့ပြ range ကို မေးထားမယ်ဆိုရင်တော့ HTML ပါထက်ပြီးတော့တွက်ပေးရတဲ့သဘောပါအခုကတော့ time t ကိုရှာမဲ့အတွက်ကျေတော့ y equal to v naught y t minus half gd square ဒီမှာဆိုရင်ဒီချက် minus တခါတည်းတန်းရေးလိုက်ပြီး original formula မရေးတော့ဘာကြောင့်လဲဆိုတော့ဒီချက်တော့ a1 equal to minus g လို့တခါတည်းတန်းပြီးတော့အစားသွင်းလိုက်လို့ပါဒီတန်ဖို့က0ဖြစ်သွားပြီအဲ့တော့ minus 80 0 minus half 9.8 multiply t square အဲ့တော့ t square ရဲ့တန်ဖိုးရလာမယ်နောက်တစ်ခု t တန်ဖိုး4.04 second ဒီမှာအဖြေရတော့အဖြေမင်းတို့တွက်ပြီးရင်တိုက်နိုင်အောင်လို့အဖြေတန်းရေးပေးထားတာပါဒီချေကတော့စဉ်းစားပုံစဉ်းစားနည်းနဲ့အစားသွင်းပုံ formula သုံးပုံအစဉ်စဉ်ကိုပြန်ပြီးတော့ရှင်းပြတာပဲဖြစ်ပါတယ်မင်းတို့လည်းလေ့ကျင့်ကြည့်အောင်နော်နောက်တစ်ပုံ exercise number 4 a footballer kick a ball with initial velocity initial velocity နဲ့ဘောလုံးကန်လိုက်တယ် v not တန်ဖိုးပါ။နောက် angle ကကြတော့တီတာတော့ sound down 60 degree နဲ့ကန်လိုက်တယ်။ how long is the ball in the air လေထဲမှာပြန်ဝဲနေမယ်။ကန်လိုက်တယ်လေပေါ်ဝဲသွားတယ်ပြန်ကျတဲ့အချိန်တိုင်းကအဲ့ဒီမှာမင်းတို့သိရမှာ how long က in the air ဆိုတာနဲ့တိုင်းက t အကြီးဖြစ်ပါမယ်။ t equal 2t ပါ။သူ့ရဲ့ တီကြီးရဲ့ formula နဲ့လည်းတန်းပြီးတော့အစားသွင်းပြီးတွက်လို့ရပါတယ် formula တွေသိထားရင် formula အစင်းစင်းဖြစ်ပေါ်ပုံကို note တက်လုပ်ထားရဲဆိုရင်ဒီ formula တွေအစားသွင်းပြီးအလွယ်တကူတွက်နိုင်မှာပဲဖြစ်ပါတယ်တီကြီးနောက်တစ်ခုက what are the range ဆိုတော့တချို့တော့ r တန်ဖိုးပါ နောက်တစ်ခုက maximum height ဆိုတော့ h အကြီးရဲ့တန်ဖိုးပါဒီမှာကတော့တချို့ကအဖြေတွေတန်းပြီးတော့တွက်ပြထားရဲ v not y တန်ဖိုး t တန်ဖိုး r တန်ဖိုး h တန်ဖိုး အဲ့တော့ဒီမှာတစ်ချက်လို့ရှာကြည့်ရအောင် v not equal v not x equal ကဒါစဉ်းစားပုံစဉ်းစားနည်းကိုတစ်ချက်ပြန်ပြောပြတာပဲဖြစ်ပါတယ်10 meter per second အဲ့တော့ v not y ရှာမယ် v not y ရှာတဲ့အခါမှာတစ်ချက်တို့က v not y equal v not sin theta not အဲ့ဒီမှာ v not က10 sin theta not က60 degree အဲ့မှာအစားသမီးတွက်လိုက်တဲ့အခါမှာ 70.32မီတာပါစက္ကန့်ဆိုပြီးရလာပါလိမ့်မယ်။ Now t question mark ဆိုတဲ့အတွက် t t ရဲ့ formula t equal to 2v no sin theta no by g အဲ့ဒီမှာအစားသွင်းပြီးတွက်လိုက်မယ်ဆိုရင် t tan mo ဟာ3.53စက္ကန့်နောက်တစ်ခုက r equal to v no square 2 sin theta no cos theta no by g G ဆိုပြီးတော့ဒီမှာအစားသွင်းပြီးတွက်လိုက်တဲ့အခါမှာ35.35 meter ဆိုပြီးရလာမှာ ဖြစ်ပါတယ် h tan bo h equal to v no sin theta no the whole square by 2g ဒီမှာအစားသွင်းပြီးတွက်မယ်ဆိုရင်လေ v no tan bo လဲတချေတို့သိတယ် sin theta no tan bo လဲသိတယ် g tan bo လဲသိတဲ့အတွက်အစားသွင်းပြီးတွက်ရင် 15.31မီတာဆိုပြီးရလာမှာပဲဖြစ်ပါတယ်။တကယ်တော့တချို့ကဒီမှာဆိုရင် V01 ရဲ့တန်ဖိုးကတိအောင်သာရှာပြတာပါမရှာပေးလဲရပါတယ်။သူမိထားတဲ့မိကုန်းထဲမှာ V01 တန်ဖိုးတော့မပါဘူး။ဒီတန်ဖိုးကဒါတိအောင်တက်ပြတာပါ။ဒီ formula တွေရတာနဲ့အစားသွင်းပြီးတော့တွက်လို့ဖြည့်ရှင်းလို့ရမှာပဲဖြစ်ပါတယ်။ပုစံနံပါတ်5ကိုဆက်ကြည့်ရအောင်။ A circular disk rotate ဆော်ဝိုင်းမော်အပြားက rotate လှည့်နေတဲ့ initially error ရက်နေရမှလို့ပြောတဲ့အတွက်ဒီချက်တို့ကအဲ initial velocity ပေါ့ initial velocity 0ပါ initial velocity မှာအဲချက်တို့က linear လား angular လားဆိုတာစက်ကြည့်ရအောင် experience a uniform angular acceleration angular acceleration ဆိုတော့ရသူကစဝိုင်းပုံနဲ့ passion circular motion အတိုင်းသွားတာပါ circular motion နဲ့ဒီစဝိုင်းပုံ အပြားက rotate လဲနေတာဖြစ်တဲ့အတွေ့သူ့ရဲ့ angular acceleration က0 alpha ရဲ့တန်ဖိုးဟာဒါကတော့အဖြေတစ်ချက်လို့ရေးပြထားတာပါအဖြေကိုအဖြေကိုမင်းတို့ကိုယ်တိုင်ကိုယ်တိုင်လက်ကျင်ကြည့်ရင်းနဲ့အဖြေပြန်ပြီးတော့ answer key ကြိုက်နိုင်အောင်လို့တချို့ပုတ်စာမှာအဖြေကိုတန်းပြီးတော့သူမေးတဲ့မေးခွန်းရဲ့ angular speed ရဲ့အဖြေကိုရေးပေးတာဖြစ်ပါတယ်ဒါပေမဲ့တချို့က top ပုံအစဉ်စဉ်ကိုဒီမှာပြန်ပြီးတော့ရှင်းပြတာဖြစ်ပါတယ် အယ်ဖာတန်ဖိုးဟာ0.025 radian per second square ပါအဲ့တော့ angular speed ဆိုတော့ omega တန်ဖိုးကဘယ်လောက်လဲအဲ့တော့ t တန်ဖိုးဟာ10 second အဲ့တော့ကျတော့ omega initial ဖြစ်တဲ့အတွက် angular speed initial angular speed initial angular speed initial angular velocity ဟာ omega naught ပါ အဲ့တော့ omega not equal to 0ပါအဲ့တော့ formula က omega equal to omega not plus alpha t ဒီချက်လို့လိုချင်တာက omega တန်ဖိုးဖြစ်တဲ့အတွက်ဒီမှာ omega not က0 plus alpha တန်ဖိုးဟာ0.025 multiply 10 second အဲ့တော့လိုအပ်တဲ့အဖြစ် 2.5 radian per second ကိုရမှာဖြစ်ပါတယ်။မင်းတို့လည်းစူးစမ်းပြီးတော့တွက်ကြည့်အောင်เนาะ။ Now number 6 at disc rotating အဲ့လိုပဲ circular motion နေနဲ့ပြောမှာဖြစ်တဲ့အတွက် disc ဆိုတဲ့ဒီ CD ချက်ပြားပုံစံပေါ့ disc အပြား a disc rotating at the angular speed သူရဲ့ angular speed က10 radian per second နဲ့ slow down ဒီမှာသတိထားမိစရာအချက်က slow down မှာ by uniform angular acceleration uniform angular acceleration ဒါလေးကပုံနေရတစ်ချက်ဖြတ်လိုက်ပဲเนาะ angular acceleration to speed off အဲ့တော့ slow down ဆိုအရှိန်သွားအဝိုင်းက circular motion နဲ့ disc ပြားကလဲနေရင်နှေးသွားတာတတမတ်တဲ့အရှိန်နဲ့လဲနေရနေပြီးတော့သူကနှေးသွားတာ သူ့ရဲ့ angular speed က10 radian per second ကနေပြီးတော့ဘယ်ထိနှိမ့်သွားလဲ4 radian per second ထိနှိမ့်သွားတယ်ဘလောက်ကြာမှာလဲ3 second ကြာတဲ့အခါမှာ10ကနေ4 radian per second ရောက်သွားတယ်အဲ့တော့ what is the angular acceleration alpha ကိုမေးတာပါအဲ့တော့ဒီမှာကတစ်ချက်တော့ alpha အဖြေတစ်ခါတဲ့ answer key ကိုရေးပြီးသားပါစဉ်းစားအောင်စဉ်းစားနည်းကိုဒီချက်ပြန်ပြောမယ်အဲ့တော့ပထမဦးဆုံး तू က initial angular speed တဲ့က omega naught က 10 radian per second နဲ့လဲတယ်။နောက် omega တန်ဖိုးဟာ4 radian per second နဲ့ slow down ဖြစ်တယ်လို့ပြောပြီးသား။နော်။နောက် t တန်ဖိုးဟာ3 second အဲ့တော့ alpha question mark ဖြစ်တဲ့အတွက် alpha equal to omega minus omega not by t equation နဲ့တွက်လိုက်ရင်ရပါတယ်ဒီ equation ကမင်းတို့သိပြီးသားပါခုနကတော့ omega equal omega not plus alpha t နဲ့အတူတူပါပဲဒီ equation ကနေဒီ equation ဖြစ်ပေါ်လာတာပါဒါပြန်ပြီးတော့ one map လုပ်ပေးတာပါနော်4 minus 10 by 3အဲ့တော့ဒီချေတို့ alpha တန်ဖိုးဟာ minus 2 radian per second square ဘာဖြစ်လို့ negative ပြလဲအစတွေကပုံစံမာတွေကပါပြီးသားပါသူဟာ slow down ဖြစ်တယ်လို့ နှေးသွားတယ်။ဒါကြောင့်မလို့စုတ်ရှိန်အရာနှုတ်သူ့အလိုလိုပဲ negative အဖြေအားထွက်တာပဲဖြစ်ပါတယ်။ Number 7 the tip of blade in a food blender are moving with the speed of 21 meter per second in a circle that has a radius of 0.053 meter how much time does it take for blade to make one revolution အစာအစာတွေကျိတ်တဲ့ food blender တစ်ခုဟာသူ့ရဲ့ဒီဓာသွားတွေပေါ့ food blender ရဲ့ဓာသွားတွေကသူကအဲလဲနေတဲ့ဟာကိုပြောတာပါသူ့ speed နဲ့ညွေနေတယ်ပေါ့ socket ပုံအတိုင်းညွေနေတယ်သူ့ရဲ့အဲ့ဒီ blade ပြားတွေရဲ့ဒီဝင်ရိုးကနေပြီးတော့ဒီမှာသူကဒီ food ဒီဝင်ရိုးကနေ blade ပြားတွေပေါ့အားတစ်ချက်လဲနာဆွတ်တဲ့သူလေးဆွတ်တာ blade ပြားလေးတွေရဲ့ဒီဒီဝင်ရိုးကနေပြီးတော့ကွာတဲ့အကွာဝေးကဘယ်လောက်လဲဒီမှာ blade လဲနေတာပေါ့နော်သူကစဝိုင်းပုံလဲနေတာ ဖို့ဘလင်ဒါလေးမှာဖို့ဘလင်ဒါထဲမှာဒီဓားသားတွေလဲနေတဲ့ပုံစံမှာအိမ်တိုင်းမှာတော်တော်များများမှာရှိပါတယ်เนาะဖို့ဘလင်ဒါလေးလဲတာဆော့ဝိုင်းပုံတဲတော့ဓားသားတွေဓားသားတွေနဲ့ဒီ blade ပြားလေးတွေနဲ့အသွားလေးတွေနဲ့အဲဒီ radius ကစကဲပုံလေးနေဒီဖို့ဘလင်ဒါရဲ့ဝင်ရိုးနဲ့ဒီအသွားပုံလေးတွေနဲ့ဂျားထဲမှာရှိတဲ့ဆော့ဝိုင်းပုံပလန်းမှာသူက radius ကအဲ့လောက်ရှိပါတယ်လို့ပြောတာเนาะဝင်ရိုးနဲ့ဒီအပြားလေးတွေ တိုင်းတာကွာခြားချက်ပေါ့ဒါဒီမှာတချို့ answer key ရဲ့တခါတည်းတန်းပြီးရောပြောထားတာဖြစ်ပါတယ် how much time လို့ပြောတဲ့အတွက် time တန်မိုးကိုအဲဒီမှာဖြေရှားပြီးသားနောက် one revolution လို့ပြောတဲ့အတွက်လည်း one revolution ဒီတပတ်လယ်မှာ one revolution လို့ one revolution လို့ပြောလိုက်တာနဲ့ one rev 2 pi radian ဆိုတာမင်းတို့ one မှတခါတည်းဖြေရမယ်เนาะအဲ့တော့ radius က 0.053 meter speed ကရိုးရိုးဒီမှာ unit ကိုကြည့်လိုက်ရုံနဲ့သိတယ် linear speed v 21 meter per second အဲ့ဒီမှာ time ကိုရှာရမယ်ဘာအတွက်လဲဆိုရင် for 1 revolution အတွက်1 rev ဟာ2 pi radian ဖြစ်တယ်ဒါကြောင့်မလို့ angle theta ရဲ့တန်ဖိုးပါ1 revolution ပါ2 pi radian ပါ one revolution လို့ပေးလိုက်တာနဲ့တီတာတန်ဖိုးပေးတယ်ဆိုတာကိုသိဖို့အတွက်ပါ omega တန်ဖိုးကြည့်ရအောင် omega တန်ဖိုးက v equal to r omega formula နဲ့ omega တွက်လို့ရပါတယ် omega equal to v by r v ဟာ21 r ဟာ0.053အဲ့မှာ omega ရဲ့တန်ဖိုးဟာ396.2 ရေဒီယံပါစက္ကန့်ရလာပါလိမ့်မယ်အဲ့ဒီမှာတင်တစ်ချက်တို့က theta equal to theta equal to ဒီချက်တန်းရေးမပြသေးဘူး original formula အရင်ပြောပြမယ် original formula ဟာ angular speed angular velocity ဟာ omega equal to theta ပိုင်း t လို့တစ်ချက်တို့ original formula အတိုင်းသိထားပါတယ်အဲ့ဒီမှာ theta equal to omega t နဲ့နောက်တစ်ခုက t equal to တီတာပိုင်အိုမီဂါဒီ formula original formula တည်တာနဲ့လိုချင်တဲ့ data တွေအကယ်၍တည်တာရှာမယ်ဆိုရင် omega t တည်ရှာမယ်ဆိုရင်တည်တာပိုင် omega အဲ့တော့ t equal to ဒီချက်တော့ကတည်ရှာမှာဖြစ်တဲ့အတွက်တည်တာပိုင် omega တည်တာတန်ဖိုးက1 revolution 2 pi omega တန်ဖိုးက396.2ဒီ plate ပြားလေးတွေတပတ်ပတ်ဖို့အတွက် ဘလောက်အချိန်ကြာမလဲဆိုတာကိုပြန်တွက်တာပါအဲ့တော့ပိုင်တန်ဖို့ကလည်း3.142အစားသွင်းပြီးတွက်ရပါမယ်ဒါဆိုရင်လိုအပ်တဲ့အဖြေဒီချေတို့က0.01586 second ဆိုပြီးတော့ရလာမှာဖြစ်ပါတယ်မင်းတို့လည်းအဲရှေ့ရ concept တွေနဲ့ပြန်ပြီးတော့ စ조사ပြီးတော့လေ့ကျင့်ပြီးတော့ကြက်မှတ်ပြီးတော့ပြန်ပြီးတော့တက်ကြည့်ကြပါအလွတ်တွက်ကြည့်ကြပါနော်အကိုတိုင်းနားလဲပြီးတော့တက်တာမျိုးလိုချင်တဲ့အတွက်ဒီချေကတန်းပြီးတော့ answer key ကိုထည့်ထားတယ်ဒါပေမဲ့တင်နဲ့တင်ပြမှုပုံစံမှာကြတော့ဒီချေတို့ကအကုန်အစင်စင်ကိုပြန်ပြီးတော့စဉ်းစားပုံစဉ်းစားနည်းတွေနောက် equation ပြောင်းပုံပြောင်းနည်းတွေကိုထက်ပြီးတော့ပြောပြပေးထားတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်